တရုတ်နိုင်ငံနဲ့အာဆီယံတို့အကြားလွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ်မှာ အစစ်မြင့်ထားတဲ့လုံထုံးလုံနည်းတွေကိုသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ် လက်မှတ်ရေးထိုးတာကိုတော့မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလုပ်ခဲ့ကြတာပါလက်မှတ်ရေးထိုးပွဲကိုတရုတ်ဝန်ကြီးချုပ်အာလီချန်းပြီးလို့ရှိရင်မလေးရှားဝန်ကြီးချုပ်အန်ဟွာအိဗရာဟန်ပြီးရင်ဗီယက်နမ်ဝန်ကြီးချုပ်အာဖန်မင်းချင်ထိုင်းဝန်ကြီးချုပ်အနုထင်နဲ့တခြားအာဆီယံခေါင်းဆောင်တွေကတက်ရောက်ခဲ့ကြပါတယ်အသည့်ရေးထိုးလိုက်တဲ့လွတ်လပ်တဲ့ကုံသွေးရေးသဘောတူညီချက် version 3 protocol မှာတော့ area 6ခုပါဝင်ပါတယ်အဲ့ဒီ area တွေထဲမှာဒီ digital နဲ့အစိမ်းအောင်စီးပွားရေးကုန်ပစ္စည်းပေးသွင်းမှုလမ်းကြောင်းဆက်သွယ်မှုနောက်ပြီးတော့စံချိန်စံညွှန်းတွေနည်းပညာထိန်းချုပ်ရေးအကောက်ခွန်လုံထုံးလုံနည်းတွေကုန်သွယ်မှုချောမွေ့စီရေးအာရှင်ပြိုင်မှု စားသုံးသူကာကွယ်ရေးနောက်ပြီးတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုပံ့ပိုးရေးနဲ့နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစတာတွေပါဝင်တာဖြစ်ပါတယ်အဲ့ဒီသဘောတူညီချက်မှာကုန်သွယ်မှုအကန့် န်သက်တွေကိုဖယ်ရှားဖို့အမေရိကန်ရဲ့တိုးမြင့်လာတဲ့ကုန်သွယ်ကွန်တက်ရောက်မှုတွေရော့နေစေဖို့စတဲ့ရည်ရွယ်ချက်တွေပါဝင်တာဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေဟာလက်တလုံးမှာအမေရိကန်နဲ့နိုင်ရှင်ရင်ပေါ့လေတရုတ်နိုင်ငံနဲ့ကုန်သွယ်မှုတန်ဖိုးက ပိုကြီးမားနေတာလည်းဖြစ်ပါတယ်ဒီသဘောတူညီချက်လက်မှတ်ရေးထိုးတာကို အမေရိကန်သမ္မတ ASEAN ထိပ်သီးအစည်းအဝေးကနေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်အမေရိကန်သမ္မတကတော့ကုံတွယ်ကွန်တွေနဲ့ပတ်သက်လို့မလေးရှား၊ထိုင်း၊ကမ္ဘောဒီးယားနိုင်ငံတွေနဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးသွားခဲ့ပါတယ်